ကဲပရိသတ်တို့ရေပရိသတ်တို့လုံးဝထင်မှတ်မထားတဲ့ဂျောရှုအာဘန်ကြီးကတော့မနေ့ကပဲသူရဲ့ Facebook စာမျက်နှာပေါ်မှာလုံးဝကို official ချပြသွားပါတယ်နော်ကျွန်တော်လည်းလုံးဝကိုအောက်အောပါပါတယ်ဗန်ကတော့ဒီဒီဇင်ဘာလ9ရက်နေ့မှာ UFC မှာကျင်းပမဲ့ပွဲကြီးပွဲကောင်းထဲမှာခပတ်လူရမှာဖြစ်ပါတယ်အဲ့အတွက်ကိုသူကပွဲကြီးပြီးွားလို့ရှိရင် ဘလို့ supply တိုက်မလဲဆိုတော့ကိုပြည်သက်တွေကိုကုလို official ချပြပြီးတော့ပြောသွားပါပြီเนาะကဲအရာကတော့ပြည်သက်တွေရန်သဘောတူကြတဲ့မြမမင်းသမီးတယောက်ကိုသူကတင်တောင်းသွားมาဖြစ်ပါတယ်เนาะသူကဒီပွဲပြီးွားလို့ရှိရင်သူကလုံးဝ million နာဖြစ်သွားလိမ့်မယ်ပွဲတွေကလည်းရန်ကောင်းပါပါ Joshua Ban ကခုနောက်ပိုင်းမှာဆိုရင် UFC flyweight တန်းမှာဆိုရင်ရန်ကို ဟော့ဖြစ်နေပါတယ် ပြီးလို့ရှိရင် လူတွေကလည်းအရန်ကိုသူ့ကိုကြည့်ရှုသူရန်များကြပါတယ်ပြီးတော့ဘလောက်ထိကံကောင်းလာလဲဆိုရင်ဂျိုရှုအဘန်ကစပွန်ဆာတွေလည်းရန်များလာတယ်စပွန်ဆာတွေပုံများလေသူ့မှာရန်ကိုလုံးဝအောင်မြင်လာပြီလို့ပြောရမှာပါတကယ်ကဘာကျော်ဖိုက်တာဖြစ်နေပါပြီဂျိုရှုအဘန်ကအဲ့တော့ကျွန်တော်တို့ရဲ့မင်းသမီးချောကြီးကို ဒီပွဲနိုင်ရင်လာတင်တောင်းပါတယ်ဗျာလုံးဝမထင်ထားပါဘူးရန်ကိုသဘောတူနေပါပြီပြောချင်တာတော့ဒီပွဲကိုလုံးဝနိုင်ဘူးနိုင်ရမယ်လို့ကျွန်တော်တို့မြန်မာပြည်သက်တွေအားပေးရဖို့တော့တိတ်ကိုလူနေပါပြီဂျော့ရှိုဘန်ဖက်ကလည်းဘလောက်တိသူ့ကိုသဘောကျလဲမသိပါဘူးသူငယ်လေးကလေးကရန်သဘောကျထားတဲ့မင်းသမီးဆိုတော့အဲ့ဒီမင်းသမီးကပြည်သက်တွေအားလုံးတိမှာပါမင်းသမီးမိုးဝေကိုပြီးပါ အဲ့တော့နိုင်ငံခြားမှာလည်းတချို့အင်တာဗျူးတွေမှာတကယ်ကိုလိုက်စာကြပါတယ်မွေကိုနဲ့ပြီးသွားလို့ရှိရင်ဘလောက်ထိတောင် official ချသွားလဲဆိုတာ UFC ကလည်းဒီတမိုင်းတစ်လျှောက်လုံးမှာ UFC မှာအဲ့လို fighter တွေမှာအဲ့လိုချမပြသွားပါဘူးသူနဲ့မွေကိုနဲ့ကြမှာ UFC ကလည်းအဲ့လိုမျိုးစနှောက်ပြီးတော့ချပြသွားတာပါအဲ့ဒီစနှောက်ခြင်းကတကယ်ကိုဖြစ်လာနေပါပြီအဲဒီပွဲကတော့ Joshua Van Nine ကိုနိုင်မဖြစ်မပြပြစ်တတိအားပေးကြရအောင် ။လာမယ့်နိုဝင်ဘာ9ရက်နေ့ကိုဂျိုရှုဝါဘန်နိုင်ရင်မွေးကိုလာတင်တောင်းပါတယ်ဗျာ။